Hello အားလုံးပဲမင်္ဂလာပါ Wizard West Cottage Channel လေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့မနေ့ကတင်ထားသလိုမျိုးဒီ Jellyfish အုတ်ထုတ်ထုံးလေးလေးကိုမျှဝေပေးတော့မှဖြစ်ပါတယ်ဒီအုတ်ထုတ်လေးနှလုံးကိုတော့ Rainbow Soft လို့ခေါ်တဲ့ခြေလေးကိုအသုံးပြုပြီးတော့ထိုးထားဖြစ်ပါတယ်အဲဒီအားလေးရဲ့နောက်ကိုကိုရောရှင့်ခြေကိုအသုံးပြီးတော့ထိုးထားဖြစ်ပါတယ် Aside ကတော့4.4 4mm ကိုအသုံးပြီးတော့ထိုးထားပါဒီနှလုံးလုံးကပါအဲဒီနေ့ဗီဒီယိုလေးထဲမှာတော့ ချီကိုရှင်းချီရဲ့ size ကတော့4 mm ကိုပဲအသုံးပြုပြီးတော့ထုတ်ပြပေးတော့မှာဖြစ်ပါတယ်။အုပ်ထုပ်လေးစထိုးဖို့ draw ပထမဆုံးအနေနဲ့ magic green လေးလုပ်ပြီးတော့ဖွင့်ပြီးနှစ်ချက်ထိုးလိုက်ပါမယ်။ပြန်တော့ကွင်းထဲမှာတိုင်ရှည်ကြည့်ပဲ12တိုင်ထိုးပါမယ် င်ရှေ့ကြည့်ပဲစနစ်တိုင်းထိုးပြီးသွားရင်တော့ခွင်းလေးကိုဆက်ပေးလိုက်ပါမယ်။ပြီးရင်နောက်တန်းဆောက်ဖို့အတွက်ဟိုဘက်မှာပထမဆုံးထိုးခဲ့တဲ့တိုင်ရှေ့ပေါ်မှာရှက်ကောလေးနဲ့ဆက်ပါမယ်။အဲ့မှာရှက်ကော်လေးနဲ့ဆိုင်ရင်လည်းဒီဘက်ကဆွဲလိုက်တဲ့ခြေစာလေးကိုတစ်ခါတည်းတင်သွားပါမယ်။နောက်ပြီးရှက်ကော်လေးကိုလည်းတင်းတင်းလေးဆွဲပါမယ်။အဲ့ဒါမှဆက်ရလေးမပေါ်အောင်ပါ။ပြီးရင်နောက်တစ်နှက်ထပ်ဆားဖို့အတွက်အာဖုန်မီးနှစ်ခုဆက်ထိုးပါမယ်။ပြီးရင်တော့တပေါက်ထင်းပါပဲ။တိုင်ပွားထိုးပါမယ်။ စုပေါင်းတိုင်ပေါင်း12ခါထိုးပါမယ်ရိုးတူပြီးသွားတဲ့အခါမှာတော့စုစုပေါင်း24တိုင်းရှိရပါမယ်နော်။အာသုံးနှမ်းမြောက်ကိုဆက်တက်ဖို့အတွက်လည်းခုံမင်းနှစ်ချက်ထိုးပါမယ်။ပြီးရင်ထမလုံးပေါက်ထဲမှာတိုင်ရှည်တိုင်းဘေးကရဲ့ပေါင်မှာတော့တိုင်ပွားတစ်ခါထိုးပါမယ်။ အဲ့လိုမျိုးဟောအဲ့လိုမျိုးတိုင်းရှိတိုင်းတိုင်းပွားတစ်ခါတိုင်းရှိတစ်ခါတိုင်းပွားတစ်ခါကိုအဆုံးအထိထိုးသွားပေးပါတိုင်းရှိတစ်ခါတိုင်းပွားတစ်ခါနဲ့ထိုးလာပြီးရင်တော့စုစုပေါင်း36တိုင်းရှိရပါမယ်ဒီတော့နောက်တစ်ဆက်တက်ဖို့အတွက်ကိုကွန်မီလေးတစ်ချက်ထိုးပါမယ်။အဆက်ကောလေးနဲ့ဆက်ပါမယ်။ ရှိကောလေးဆက်ပြင်တော့ပုံမီလေးနဲ့ချက်ပြင်ထိုးမယ်။ပြီးဒီပေါက်ထဲမှာပဲတန်းရှည်ထလိုက်။ဒီကရဲ့ပေါက်ထဲမှာတန်းရှည်ထလိုက်။သုံးပေါက်မြောက်မှာတော့အာတိုင်ပွားတစ်ခါထိုးပါမယ်။အဲ့လိုမျိုးတိုင်ရှင်းတစ်ခါတိုင်မောတစ်ခါကိုအဆုံးထိပပလဲထိုးသွားပေးရပါမယ်နော်။ င်ရှင်တစ်ခါတိုင်မွားတစ်ခါထိုးပြီးသွားရင်တော့စုစုပေါင်း48တိုင်ရှိပါမယ်နောက်တရမ်းမှာတော့တန်ရှည်သုံးကတန်ပွားတစ်ခါထိုးပါမယ်ဆက်ဆက်ချင်းပေါက်မှာတန်ရှည်တစ်တိုင်းပီချင်းကနှစ်ပေါက်မှာလေတန်ရှည်တစ်တိုင်းစီ ပြီးစရုပ်ထမြောက်ပေါက်မှာတော့တိုင်ပွားတစ်ခါထိုးပါမယ်။ဒါ ው လဲစုစုပေါင်းပလဲထိုးတော့ပြီးရအောင်နော်။၆တန်းမြောက်အတွက်ကတော့ရိုးရိုးတိုင်ရှည်လေးတိုင်ပြီးရင်တိုင်မလေးတိုင်ထိုးပါမယ်အဲ့လိုမျိုးပပလေးထိုးသွားမှာပါနော်တိုင်ရှည်၃တိုင် န်နေစီလေးလိုက်ပေါ့နော်ပြီးရင်တိုင်မတစ်ခါပါအကြံရင်စုစုပေါင်း82တိုင်ရှိပါမယ်နော်ခုလိုမျိုးရိုးရိုးတိုင်ရှိလေးတိုင်တိုင်မွားတစ်ခါထိုးပြီးရင်နော်စုစုပေါင်း82တိုင်ရှိပါမယ်နောက်တစ်တန်းမှာတော့တိုင်မပွားတော့ဘင်းနဲ့82တိုင်ပလဲထိုးပါမယ်နော် ခုနှစ်တန်းမြောက်မှာတိုင်မပါဝင်တဲ့ခုနှစ်ဆက်နှစ်တိုင်းပြလဲထိုးပါမယ်တိုင်မပွားဘဲနဲ့82တိုင်းပက်လက်ထိုးလာပြီးရင်တော့အာနော်ဒလန်မှာတိုင်ရှည်9တိုင်းပြီးရင်တိုင်ပွားတစ်ခါထိုးပါမယ်တစ်ခါနှစ်ခါသုံးခါ၄ခါ၅ခါ ီးရင်ဒီဘက်မှာ9တိုင်အာ6တိုင်မြောက်မှာပေါ့ပေါ့နော်တိုင်မွားတစ်ခါထိုးပါမယ်ဒီလိုမျိုးပတ်ချလဲထိုးတော့ပြပါအခုလိုမျိုးတိုင်ရှင်ငါးတိုင်တိုင်မွားတစ်ခါထိုးပြီးသွားရင်တော့နောက်တရန်တွက်ပပလဲတိုင်မပွားတော့ဘဲနဲ့ပပလဲတိုင်ရှင်ကြီးပဲထိုးသွားပါမယ်စုစုပေါင်း82မှ4တိုင်ရှိပါမယ်နော် ခုလိုမျိုးကိုရမ်းမြောင်မှာတိုင်းဆက်မပွားဝင်နဲ့တပေါက်တစ်ချက်စီနဲ့ထိုးလာခဲ့တာစုပေါင်း84တိုင်းရှိရပေါ့နော်နောက်တန်းဆက်တက်ဖို့အတွက်ကိုတော့ဒီတစ်ခါမှာဖုံမီ၃ခုထိုးပါမယ်ပြီးရင်အဲ့ဒီပေါက်ထဲမှာပဲတိုင်းရှင်းတဲ့တိုင်းထိုးပါမယ်ပြန်တော့ဘေကျင်းကဲရဲ့အပေါက်ကိုကြော်ပြီးတော့မှတတိယမြောက်အပေါက်မှာတိုင်ရှင်းတဲ့ပိုင်းထပ်ထိုးပါမယ်။ ပြီးရင်သူ့ရဲ့ဘေးကပေါက်ကိုကြုံမယ်။ဟိုဘက်တစ်ပေါက်မှာတိုင်ရှင်းနဲ့တိုင်အဲ့လိုမျိုးအဆုံးထိထိုးတော့ပြရပါမယ်နော်။ ခုလိုမျိုးတိုင်ပွားတစ်ခါပြီးရင်တပေါက်ကျော်နောက်ထပ်တိုင်ရှည်တိုင်ပွားတစ်ခါနဲ့ပပလဲထိုးလာပြီးရင်ဆုံးသက်မှာဒီဖူမီသုံးချက်ထိုးခဲ့ချာလေးထဲမှာဝင်ပြီးတော့ရှက်ကိုလေးနဲ့ဆုံးသက်ပါမယ်နော်ပြီးရင်နောက်ထပ်ဖူမီသုံးချက်ထပ်ထိုးမယ်အာနောက်ထပ်မှာကျတော့ဒီတိုင်ရှည်နှစ်တိုင်ထိုးထားတဲ့နေရာရဲ့တိုင်ရှည်နှစ်တိုင်ကြားရဲပေါ့နော်အဲကြားရဲမှာတိုင်ရှည်နှစ်တိုင်ထပ်ထိုးပါမယ် ပြီးဒီဘက်ကိုလည်းအိုက်တိုင်းမယ်တိုင်ရှင်းနဲ့လိုင်းထိုးထားတဲ့ကြားထဲမှာတိုင်ရှင်းနဲ့လိုင်းကြီးဆက်ထိုးပါမယ်အဆုံးထိဒီတိုင်းလေးထိုးသွားပေးပါမယ်နော် အဆုံးထိထိုးလာပြီးတဲ့အခါမှာရောစက်တန်းမြောက်ကိုပြီးပြီပေါ့နော်အဲ့ဟာကိုဒီဘက်ကိုရှက်ကော်နဲ့မဆက်တော့ဘဲနဲ့နောက်တန်းဆက်တက်ဖို့ရဖုံးမီးလေးတုံးကိုထိုးပါမယ်ပြီးရင်ဒီဘက်ကိုလှမ်းမယ်လှည့်ပြီးရင်ဒီဆနာနှစ်တိုင်ထိုးခဲ့တဲ့ကြားထဲမှာတိုင်ရှင်းနှစ်တိုင်ဆက်ထိုးပါမယ်ဒီဘက်ကိုလည်းအလိုပါပဲတိုင်ရှင်းနှစ်တိုင်ကြားထဲမှာနောက်ထပ်တိုင်ရှင်းနှစ်တိုင်အဆုံးထိပတ်ပတ်လေးဆက်ထိုးသွားပါမယ်နော် အခုစနစ်တမ်းမြောက်ရဲ့အဆုံးထိထိုးလာပြီးတဲ့ခါမှာတော့ဒီဖို့ပတ်တော်ကစခဲ့ရောကဖူမီသုံးခုထိုးထားနေရလို့ရှိပေါ့နော်အဲ့ဒီဖူမီသုံးခုရဲ့ထိတ်ဆုံးဖူမီအောက်ထဲမှာတိုင်းရှင်လေးတင်လိုက်ထိုးပြီးတော့အဆုံးတက်လိုက်ပါမယ်ပြီးရင်နောက်တစ်လမ်းဆက်ထိုးဖို့ရဖူမီသုံးခုထပ်ထိုးပါမယ်ဒီဘက်ကိုပြန်လဲလိုက်ပြီးတော့မှဒီတိုင်းရှင်နှစ်တိုင်းထိုးခဲ့တဲ့ကြားထဲမှာနောက်ထပ်တိုင်းရှင်နှစ်တိုင်းထပ်ထိုးပါမယ် ပြင်လဲပပတ်လဲဒီလိုပဲထူသွားပါမယ်။ဖူမီနောက်ဆုံးအဆုံးသက်ကြရင်ဖူမီသုံးခုထူခဲ့တဲ့အပေါင်ရဲ့ထိဆုံးပေါင်မှာတန်ရှင်လေးဒရိုင်ထူပြီးတော့အဆုံးသက်ပါမယ်နော်။အခုထိုးနေတာကတော့73နံမြောက်ပါ။ဒီကနေစရင်73နံပေါ့နော်။ဒီစထိုးခဲ့ရိုးကနေစရင်73နံမြောက်ကိုထိုးနေရဖြစ်ပါရဲ့။အခုလိုမျိုးလေးကဒီလို အကွဲသွားရဲဟာလေးကဘယ်ထိထိုးရမလဲဆိုရင်16ရက်မြောက်ရောက်တဲ့ထိထိုးပေးရပါမယ်16ရက်ပြီးရထိထိုးပေးရမှာပါထိုးပေးရပါမယ်နော်19ရံပြင်အောင်ထိုးပြီးသွားရင်တော့ပုံမီလေးတစ်ချက်ထိုးပြီးတော့ခြေစာလေးကိုဖြတ်ခဲပါမယ်။ဒီဟာရှင်းခြေရုံလေးဒီ4 mm နဲ့ထိုးတာနည်းနည်းခြေကမာတယ်ပေါ့နော်။အားကြောင့်မလို့ပျော့ပျော့လေးဖြစ်ချင်းအာ5လောက်တုံးပြီးတော့ထိုးပြရဖို့အဆင်ပြေပါလိမ့်မယ်။ဒီခြေကိုပဲတုံးမယ်ဆိုရင်ပေါ့နော်။ အခုနောက်ထပ်အတွန်းလိုင်းလေးဆက်ပြီးတော့တက်ဖို့ရချီရောင်လေးပြောင်းပြီးထိုးပါမယ်ဒီဘေးမှာခြံထားတဲ့ chain 3 space ထဲမှာ chain 3ပေါက်ထဲမှာဝင်ပြီးတော့ဒီဘက်ကခြေလေးကိုဆွဲလိုက်ပါမယ်ပြီးရင်ဖူမီတစ်ချက်ထိုးမယ်နောက်ပြီးကျရင်အဲ့ဒီပေါက်ထဲမှာပဲတိုင်တိုလေးတိုင်ထိုးပါမယ်ပြီးတော့အဲ့တော့ဖူမီတုံးချက်ထိုးပါမယ်ဖူမီတုံးချက်ထိုးပြီးတော့ရင်ဒီဘက်ကအာစနာ ဒီတိုင်ရှင်နဲ့တိုင်တူထိုးခဲ့တဲ့ဟာလေးပေါ့နော်အဲ့ဒီဟာလေးရဲ့ဒီနှစ်တိုင်နဲ့နှစ်တိုင်နဲ့ကြားရဲကနေရာလေးမှာတိုင်တူတိုင်ထိုးပါမယ်ပြီးရင်နောက်ထပ်ဘူမီ၃ချက်အဲ့ဒါပြီးရင်ဒီအလယ်ကနေရာလေးမှာတိုင်တူတိုင်အဲ့လိုမျိုးလေးပပလဲထိုးသွားပေးပါအဆုံးရောက်တဲ့ဒီကိုအဲ့လိုမျိုးလေးထိုးသွားပေးရပါမယ်နော် ဆုံးထိရအောင်ထိုးလာပြီးရင်တော့ပုံမင်းလေးတစ်ချက်ထိုးပြီးတော့ခြေစားလေးကိုဖြတ်လိုက်ပါမယ်။ပြီးရင်တော့အတွန်းလေးတစ်ခုရဒီဘက်ကိုပြန်သွားပါမယ်။အတွန်းလေးတစ်ခုကိုတော့ဒီလေးပေါက်မြောက်မှာစမယ်ပေါ့နော်။ဒီအခုံးလေးတွေလေးခုမြောက်မှာအရင်ဆုံးစပါမယ်။ခြေလေးကိုလေးပေါင်းမြောက်ကနေပြီးတော့ဆက်ပြီးဆွဲခေါ်လိုက်ပြီးတော့တိုင်တူလေးတစ်တိုင်ထိုးပါမယ်။ ီးရင်တော့သူ့ရဲ့ဒီဘေးကရဲ့ငါးပေါင်းမြောင်းမှာတန်ရှိငါးလိုက်ထိုးပါမယ် တန်ရှင်ကားတိုင်းထိုးပြီးတော့ရင်တော့သူ့ရဲ့ဒီဘက်ဖေးပောက်ထဲမှာထပ်ပြီးတော့တန်ရှင်ကားတိုင်းထိုးပါမယ်။ ခုလိုမျိုးအခုံးလေးတစ်ခုကိုတန်ရှင်ငါးနိုင်လုံးနဲ့အဆုံးထိထိုးသွားပေးပါအဆုံးဆိုတာဒီလေးပေါက်မြောက်ကိုလေးပေါက်ကိုခြံထားပေးပါနော်ဒီဒီလေးပေါက်ကိုခြံထားပြီးတော့ဒီဘက်အဆုံးထိတစ်ပေါက်ကိုငါးနိုင်လုံးနဲ့ထိုးသွားပေးရပါမယ်နော်နောက်ဆုံးလေးခုပဲခြံနေဒီတန်ရှင်လေးတွေငါးနိုင်စီပလဲထိုးလာပြီးဆိုရင်တော့ဒီဘက်ကကွင်းထဲမှာဒီဘက်ကကွင်းထဲမှာတန်တူလေးတစ်ရိုင်ထိုးလိုက်ပါမယ် ြီးရင်တော့ jellyfish လက်တန်လေးလေးလိုမျိုးအမြင်လေးလို့ဖော်ရတန်လောင်းအာတွဲလောင်းလေးလို့ဖော်ပါပေါ့နော်ဖုန်မီ16ခုထိုးပါမယ်မီးစခွန်းကိုထိုးပြီးသွားရင်တော့ဒီ၃ပေါင်းမြောက်ကို သုံးပေါက်ကိုကြုံမယ်ကြော်ပြီးတော့လေးပေါက်မြောက်မှာတန်ရှည်လေးတစ်တိုင်းအာတန်ရှည်အပြည့်မဟုတ်ဘဲနဲ့တဝက်ကိုပဲယူထားမယ်ပြီးရင်နောက်တစ်ခါတဝက်ကိုထည့်ယူမယ်နောက်ထပ်လေးတဝက်ဖဲနှစ်တိုင်းနှစ်ကွင်းစီယူထားပါတော့အဲ့လိုမျိုးလေးလေးကလောက်ပြီးသွားရင်အပေါ်မှာစုစုပေါင်းကွင်းလေး၅ခုရှိပါမယ်အကြမ်းမှာတစ်ခါလေအကုန်လုံးကိုဆွဲယူလိုက်ပါမယ် အကြရင်ဒီလိုမျိုးလေးဖြစ်သွားပါမယ်။ပြီးရင်နောက်ထပ်ဖုံမိ16ခုထပ်ထိုးပါမယ်။ဖုံမိ16ခုထပ်ထိုးပြီးရင်လည်းဒီလိုမျိုးကွင်းလေးထပ်လုပ်ပါမယ်။ဒီလိုမျိုးကွင်းလေးကို၄ခါလုံးမှဖြစ်ပါရဲ့။အခုလိုမျိုး၄ခုရပြီဆိုရင်တော့ဖုံမိလေးတစ်ချက်ထိုးပြီးတော့ခြေစားလေးဖြစ်လိုက်ပါမယ်။ ့ရဲ့ဘီဂျင်းကရဲ့ပေါက်ထဲမှာတော့အဖြူလေးကိုတုံးပြီးထုတ်ပြသွားပါမယ်။ပထမဆုံးဖူမင်းလေးချက်ထုတ်မယ်။ပြီးရင်တိုင်တူလေးစရာအရင်ထုတ်လိုက်ပါမယ်။နောက်ပြီးကြမှာဆက်ပြီးတော့ဟိုဘက်မှာထုတ်ခဲ့သလိုမျိုးဖူမင်း18တိုင်ထုတ်ပါမယ်။အော်ဖူမင်း18ကိုထုတ်ပါမယ်။ပြီးရင် 16ခုထုတ်ပြီးရင်14ခုမြောက်မှာစနားလိုမျိုးဒီလိုအပိုင်းလေးလုပ်ပါမယ်နော်ခုဆိုရင်နည်းမြင်ပြီးတော့ပြီပေါ့နော်ဒီဘက်မှာနှစ်နေရသာဂျန်နာလေးကိုဒီလိုမျိုးလေးဆက်ထုတ်ပြရမှာဖြစ်ပါတယ်အာပြင်လဲဒီဘက်ကလေးနေရလေးကွက်ဂျန်နာလေးကိုလည်းအလိုမျိုးလေးဆက်ထုတ်ပြီးတော့ပြပါနော်ဒီထဲမှာလည်းတစ်ခုထိုးရပါအောင်မယ်နော်ဒီအားလေးကိုတရောင်နဲ့ထိုးနေရသလိုခုလိုမျိုးရောင်စက်လေးထိုးရင်လည်းရပါတယ်အဲ့လိုကုန်းထုံး တစ်ဖက်ကို၄ခုစီထိုးပြီးသွားပြီးတော့နောက်တော့ခြေစာလေးနဲ့တင်ပြီးသွားရင်ဆိုရင်တော့ဒီလိုမျိုးလေးရမှာဖြစ်ပါတယ်အခုထိုးပြသွားသလိုမျိုးခြေကြီးကြီးတတ်မှုပဲနဲ့ပုံနေရလိုမျိုးဖဲခွန်လေးဖဲချိုးလေးထည့်ပြီးတော့လေကိုကြိုက်သလို ကိုကြိုက်နေတဲ့သလိုထိုးသွားလို့ရပါတယ်နော်ဆုံးဒီကြည့်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ပြည်လေးမှာလည်းပြန်နေကြပါမယ်နော်